လူအဖွဲ့အစည်းနှမျိုးအခုလိုင်းပေါ်မှာဒီပစ္စည်းခိုးလို့ဆိုပြီးတော့ရိုက်နဲ့ပုတ်ခတ်လိုက်တဲ့တက္ကမတယောက်ကိုတွားရောက်ပြီးတော့ကူညီကြတဲ့ပရာဟိတအဖွဲ့များကိုတကူတရိုးကန်းတယ်တို့တကူကိုအပေးအမြောက်ပြုတယ်တို့ပြောနေကြတဲ့လူတွေရှိပါတယ်အဲ့တော့ပရာဟိတအသင်းတို့အသင်းသားများမှာတော့ ဩတစ်ဖက်သားကောင်းစားပါစေတော့တစ်ဖက်သားအဆင်ပြေပါစေတော့ဆိုပြီးတော့အဲ့ဒီစိတ်မျိုးနဲ့ဝိုင်းဝန်းပြီးတော့အပြေးလွာတွားရောက်ပြီးတော့မှလူဒန်းကြတယ်လူဒန်းလိုက်ကြတဲ့စေတနာကိုစော်ကားလိုက်ကြရတယ်လို့ဖြစ်သွားတာပေါ့နော်တခိုးတရိုးကန်းတာလားဒါမှမဟုတ်တခိုးကိုအားပေးအားမြောက်ပြုတာလားအဲ့ဒီလိုလှုပ်ကြီးဆိုရင် တခြားသောပုံကိုယ်တွေလည်းဒီလိုလှုပ်ရှားကြမှာပေါ့လို့ဒီလိုမကောင်းတဲ့ဘက်ကနေမြင်တာတွေလည်းရှိပါတယ် အဲ့ဒီမှာပရဟိတအလုပ်တဲ့တယောက်ပြောသွားတာလေးကတော့ဘလိုပဲဖြစ်ဖြစ်ပေါ့တဲ့ကိုလူတန်းလိုက်လို့အဲ့ဒီတစ်ဖက်သားက သူ့ရဲ့မကောင်းတဲ့အကျင့်ခိုးတဲ့အကျင့်လေးတွေကို ပြုပြင်သွားမယ်ဆိုရင်ကျင့်တတ်ပါပြီတို့ဒီလိုပြောတာလေးတွေကြားရပါတယ်ဒါဟာသိမှန်ပါတယ်ဒီလိုစိတ်ဓာတ်မျိုးနဲ့လူမယ်ဆိုရင်မြတ်စွာဘုရားတောင်းပါပဲတာတို့ခေါ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပင်လည်း လူသားလက်ဖြတ်နေတဲ့လူโซကြီးအင်ကိုလီမာလာကိုမြတ်စွာဘုရားကိုတော်မြတ်ကြီးတောင်းကဲခဲ့သေးတာပဲအခုလည်းပဲသူများပစ္စည်းတွေခိုးနေတဲ့ပုံကိုကိုပစ္စည်းလေးတွေထောက်ပံ့လူတန်းလိုက်တော့ဥမာတောင်းမှသီလာဆောင်ပဲဆိုတဲ့အတိုင်းပဲသူ့မှာပြည့်ပြည့်စုံစုံရှိသွားတဲ့အတွက်သူများပစ္စည်းကိုမခိုးတော့ဘူးဆိုရင်လူလိမ္မာတယောက်ရတာပေါ့ပြုတ်ပြင်းပြီးသားဖြစ်သွားတာပေါ့နော်အဲဒီလိုလေးပဲကောင်းတဲ့ဘက်ကတွေးတာတော့အကောင်းဆုံးဖြစ်ပါတ ဘုံဘုံတို့လူလောကကြီးမှာလူဖွဲ့စည်းနေရရှိတယ်ဗျအဲ့လူဖွဲ့စည်းနေရတဲ့မှာနံပါတ်1လူဖွဲ့စည်းကရင်ကောင်နဲ့တူသောလူဖွဲ့စည်းတရားရှိတယ်နောက်နံပါတ်2ကပြားကောင်နဲ့တူသောလူဖွဲ့စည်းနေရဆိုပြီးတော့ဒီလိုရှိပါတယ်ရင်ကောင်နဲ့တူတဲ့လူဖွဲ့စည်းကဘယ်လိုဟာမျိုးလဲဆိုရင်နံပါတ်1နံပါတ်1ရင်ကောင်တွေမှာ အမျိုးအတွက်ခံယူချက်လုံးဝမရှိပါဘူး မှန်ပါတယ်ရင်ကောင်းတွေဟာ တခြားသောမျိုးတူရင်ကောင်းတွေအတွက်ငဲခွက်တာတွေတနာတာတွေစာနာတာတွေမရှိပါဘူးသူစားရရင်ပြီးတော့သူဝရင်ပြီးတော့တကူကောင်းစိတ်ဓာတ်နဲ့အသက်ရှင်ကြတဲ့အကောင်မျိုးတွေပါနံပါတ်1ကရင်ကောင်းတွေဟာ စီကံလည်းမရှိဘူးတစ္ဆာလည်းမရှိပါဘူးကြုံရမှာနားတယ်ကြုံရမှာစားတယ်လူတွေအမောမြဆုံးဖြစ်တဲ့ အစာအာဟာရအပေါ်မှာ လာရောက်ပြီးတော့နားတယ်။ဒါတွေကိုလည်းစားတယ်၊ကျင်ကြီးကျင်ငယ်တွေကိုလည်းပဲစားတယ်။နောက်ဆုံးလူတွေစားတော့တဲ့အမောမြတ်ဆုံးအစာအာဟာရတွေအပေါ်မှာယောဂပိုးတွေမတန်ရှင်းတဲ့အညစ်အကြေးတွေရက်ချထားခဲ့တဲ့ရင်ကောင်းလိုမျိုးတွေပေါ့သူတို့တွေကဒီပုံစံမျိုးနဲ့အသက်ရှင်ကြတယ်။နောက်နံပါတ်3ကခွဲဝေအတုံးချမှု အနစ်နာခံဆွန့်လွတ်မှုတွေမရှိကြပါဘူး။ယင်းဆိုတာ ပြားကောင်လိုမျိုးအုံဖွဲ့ပြီးနေတတ်တဲ့တရဝါမျိုးမဟုတ်ပါဘူး။သူတို့တွေကသူတို့တဝမ်းဝရင်သူတို့အစဉ်ပြေရင်ပြီးရောတဲယူတယ်၊စုဆောင်းတယ်၊ခွဲဝေသုံးဆဲတယ်၊ဇတ်တူချင်းတွေ၊ဇတ်တူချင်းရင်ကောင်တွေအတွေ့အနစ်နာခံစွန့်လွတ်တယ်ရဲ့လို့ရင်ကောင်တွေမှာမရှိပါဘူး။နောက်နံပါတ်၄ကဘဝဘေးအသိပညာလည်းပဲသူတို့မှာမရှိပါဘူး။စီကမ်းမဲ့ဗယံဗရာနားကျင်ရနားစားကျင်ရစားကြတယ် လူနဲ့နေတဲ့လောက်လူတွေရဲ့ယွံမုံချင်းကိုခံရတယ်။ယင်ကောင်နဲ့ပတ်သက်လို့ယင်နာစာဆိုရင် လူတွေကအစိတ်လိုသဘောထားပြီးတော့အဲ့ဒီယင်ကောင်တွေကိုဝေးဝေးလန်လန်မောင်းထုတ်ပစ်ကြတယ်။အဲ့ဒီယင်ကောင်နဲ့တူတဲ့လူတွေယင်ကောင်လိုအသက်ရှင်ကြတဲ့ပုံကိုယ်တွေဟာကိုယ့်ရဲ့အမျိုးကိုယ့်ရဲ့ဘာသာအတွက်ခံယူချက်လုံးဝမရှိပါဘူး။စီကံလည်းမရှိဘူး။အများရဲ့အပေါ်မှာတစ္ဆာလည်းမရှိဘူးမိသားစုကအစရရွာဒေတာအစုံ စီမရှိ ကာမရှိတစ္ဆာမရှိ ရှင်တန်နေထိုင်ကြတဲ့လူမျိုးတွေပေါ့နံပါတ်3ကခွဲဝေအတုံးချမှုစွန့်လွတ်အနစ်နာခံမှုလုံးဝမရှိပါဘူးကိုအစဉ်ပြေရင်ပြီးရောကိုကောင်းစားရင်ပြီးရောဆိုတဲ့လူမျိုးတွေပေါ့အဲ့ဒီလို လူမျိုးတွေရှိသလိုပြားကောင်လိုလူမျိုးတွေလည်းပဲရှိပါတယ်ပြားကောင်လိုလူမျိုးဆိုတာကနံပါတ်1ပြားကောင်တွေကအမျိုးအတွက် ဥတီချက်ရှိတယ်အမျိုးကောင်းစားဖို့အတွက်ခံယူချက်တွေရှိတယ်သူတို့တွေဟာကြုံရမှာနာကြုံရမှာစားတဲ့တရဝါမျိုးတွေမဟုတ်ပါဘူးသူတို့တွေဟာသူတို့အုံအတွက်သူတို့အမျိုးအတွက်အစာရည်စာတွေအုံကိုစွမ်းနိုင်သလောက်တည်ဆောင်ကြတယ်စုဆောင်ကြတယ်ခိုတာကတ်တာလုံးဝမရှိဘူးနံပါတ်1ကစီကန်းရှိတယ်အများပေါ်မှာတစ္ဆာလည်းရှိတယ်အညစ်အကြေးအပုပ်တိုးတွေမှာနားလည်းမရှိဘူးတဲ့စားလည်းမရှိပါဘူးသူစီကန်း ိုသစ္စာတရားတွေကြောင့်လူတွေကသူ့ကိုအားကိုးပြီးတော့ယုံကြည်ကြတယ်။သူ့ရဲ့သစ္စာတွေကိုအသုံးချပြီးတော့လူတွေကကြားရည်အတူတောင်လှုပ်ကြသေးတာပဲ။နောက်နံပါတ်3ကခွဲဝေအသုံးချမှုစွန့်လွတ်အနစ်နာခံမှုရှိတယ်။ရကောင်တွေဟာအုံမာစနစ်တကျစုဆောင်းပြီးတော့အစာအာဟာရအတွေ့ကုံချမ်းအတွေ့အလုပ်လုပ်ကြတဲ့ပြလုတ်သားတွေရှိသလိုကုံကြောအတွက်ထုတ်လုပ်ကြတဲ့ပြလုတ်သားတွေလည်းပဲရှိပါတယ်။တက်ညီလက်ကြီးကိုအလုပ်လုပ်ကြတာဖြစ်ပါတယ်။ ဲ့တော့ပြားပြိုများကလည်းပဲအတန်တယ်ဆိုပြီးတော့ပြားအိုတွေကို တိုးဝေပြီးတော့အနိုင်မယူသလိုပြားအိုများကလည်းပဲပြားပြိုများကိုငဲ့ွက်ခြင်းရှိကြတယ်တဲ့အဲနောက်နံပါတ်၄ကတော့တဘာဝကပေးတဲ့အတိတရားတွေသူတို့မှာရှိတယ်ဘလို့အတိတရားတွေလဲလို့ဆိုရင်မိုးမြတ်တဲ့ပန်းဝတ်ရေကိုဒါစုပ်ယူတတ်ပြီးတော့သူတို့ရဲ့မျိုးဆက်တွေကောင်းစားဖို့အတွက်အတိုက်အမြုံကို အသေးချစနစ်တကျစောက်တတ်တယ်အာဟိတရိစ္ဆန်ဖြစ်တဲ့ ပြားကောင်လေးတွေတောင်းမှ သူတို့ရဲ့အမှုအကျင့်တွေသူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာလူတွေအတွက်စံနမူနာဖြစ်နေတယ်ဆိုရင်တိဟိတ်ပရိတန်နေနဲ့နေကြတဲ့လူတွေများမှာတော့ဒီပြားကောင်လောက်တောင်မှအသိဉာဏ်မရှိတော့ဘူးလားပြားကောင်လောက်တောင်မှစံနမူနာထားစရာမရှိတော့ဘူးလားဆိုတာလေးဒါလေးတွေကိုမေးချင်တာဖြစ်ပါတယ်အနစ်နာခံစွန့်လွတ်တယ်ဆိုတာကလည်းပဲကိုယ့်ရဲ့ကိုယ်ကျိုးကိုအကုန်လုံးကိုစွန့်လွတ်ပြီးတော့မှလှုပ်ဆောင်ရမှာမဟုတ်ပါဘူးကိုတတ်နိုင်သလောက် ကိုလှုပ်ဆောင်နိုင်သလောက်အားငယ်တဲ့သူတွေကိုအားပေးမယ်လှဲနေတဲ့သူတွေကိုထူပေးမယ်မကြမ်းမာတဲ့သူတွေကိုစိတ်ကူပေးမယ်စသဖြင့်အဲကိုကြောင့်မို့တစ်ဖက်လူအဆင်ပြေသွားတယ်ကိုကြောင့်မို့တစ်ဖက်လူစိတ်နေစိတ်ထားတွေပြောင်းလဲသွားတယ်လိမ်မာလာတယ်ဆိုရင်ဒါဟာပရာဟိတာလောက်တာပဲပေါ့အဲ့လိုပဲဒီလိုလောကကြီးမှာဒီလိုစိတ်မျိုးနဲ့ရှင်တန်ကြမယ်ဆိုရင်မုရိဒာစိတ်ထားလေးနဲ့ နှုတ်ကူဆောင်မာခြင်းလောက်ကြမယ်ဆိုရင် လောကကြီးဟာအာနယ်သူတိုင်းအတွက်အာကိုးစရာဖြစ်တယ်လို့အာရှိတဲ့သူတိုင်းအတွက်ဂုံယူစရာပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိမိတို့အသက်ရှင်တဲ့အခါမှာပြားကောင်လို့ပဲအသက်ရှင်တာကောင်းပါတယ်။ယင်ကောင်လို့အသက်ရှင်တာတော့လုံးဝမကောင်းပါဘူးလို့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။